ွာကျွန်တော်ဒီနေ့က Microsoft Word ရဲ့ကျွန်တော်တို့ paragraph group ကိုသင်မှာဖြစ်ပါတယ်အဲ့တော့ကျွန်တော်တို့ Microsoft Word ကိုဖွင့်မယ် computer ရဲ့ stack ကိုနှိပ်မယ် Microsoft နော်ကျွန်တော်တို့ဒီမှာ Word 2013ဆိုတော့ပေါ်လာပါပြီ click တစ်ချက်နှိပ်မယ် blend document အဲ့ဒါလေးကို click တစ်ချက်နှိပ်မယ်ပေါ်လာပါပြီ ဟောလာပြီဆိုတော့ကျွန်တော်တို့ဒီ form group ကိုတော့ကျွန်တော်တို့သင်ခဲ့ပြီပေါ့နော်အခုကျွန်တော်တို့သင်မှာဒီ paragraph group ကိုသင်မှာဖြစ်ပါတယ်ဗျာနော်အဲ့တော့ကျွန်တော်တို့ဒီမှာ form ပုံစံလေးမှာ tiny roman ဆိုပြီးတော့ထားလိုက်မယ် form site ကိုနေပြီးတော့ကျွန်တော်တို့ဒီမှာ session ဆိုပြီးတော့ထားလိုက်မယ်ပေါ့နော် okay survive ခေါ်မယ် share နှစ်က survive ပါ survive ရေးအတွက်ပါနောက်က၃ကစာကြောင်းရေးအတွက်ပါနော် โอเคရပြီဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာဒီ paragraph group ကိုသွားမယ်ပေါ့နော် paragraph group မှာကျွန်တော်တို့ဒီကောင်းလေးကိုကျွန်တော်တို့ selection လုပ်မယ်နော် selection လုပ်ပြီးတော့ကျွန်တော်တို့ဒီကောင်းလေးရကြတော့ဒီမှာကြည့်ပါနော်ဒါ align လုပ်တာဒီမှာပုံပုံမှာလည်းမြင်ရပါတယ်ဗျာဒီကနော်တိတ်ခတ်တဲ့အာမျိုးဟုတ်ပါဘူးဒီမှာပုံမှာနေပြီးဒီဘက်ဘေးမှာအကုန်လုံးညှိထားတယ်နော်စာလုံးကညှိတယ်စာကြောင်းရေတွေကဒါညှိတာပေါ့နော်ဒီဘက်မှာကျွန်တော်တို့ဘယ်ဘက်ကစာကြောင်းရေကညှိပါတယ်ဗျာနော် ဒီကောင်ကကြတော့ကျွန်တော်အလဲကိုညှိတာပါဗျာနော်စာချောင်းရဲ့အလဲကိုညှိတာအလဲကိုအတိအကျထားပြီးညှိတာပါဗောနော်ဒီကောင်ကကြတော့ကျွန်တော်တို့ဒီညာဖက်စာချောင်းရည်ကိုညှိတာပါဗျာနော်နှိမ့်လိုက်ပါဒီဖက်ပါဆိုလို့ရှိရင်ညာဖက်စာချောင်းရည်ကညှိတယ်နော်ပုံမှန်လည်းပြတာပါတယ်ဒီကောင်ကကြတော့ဟိုဘေးနှစ်ဖက်ပေါ့နော်ဘယ်ရောညာရောအဲ့ဒီစာချောင်းရည်ကိုကျွန်တော်တို့ညှိတာဖြစ်ပါတယ် justify လို့ခေါ်ရဲပေါ့နော်အဲ့ဒါလေးကိုကလစ်တစ်ချက်နှိပ်ကြည့်ပါအဲ့ဒါကြတော့ဘယ်ရောညာရောကျွန်တော်တို့ လေရောညာရောကျွန်တော်တို့နေပြီးတော့ဒါညှိတာဖြစ်ပါတယ်ဗျာเนาะโอเคပြီးလို့ရှိရင်ကျွန်တော်တို့နောက်တစ်ခုသွားမယ်နောက်တစ်ခုသွားမယ်ဆိုလို့ရှိရင်ဒီမှာ line spacing ပေါ့เนาะဒီ line spacing မှာကြာတော့ကျွန်တော်တို့နေပြီးတော့အခုဒီမှာ selection လုပ်ထားတယ်ပေါ့เนาะဒီ size byte ကို selection လုပ်ထားတယ်ဆိုလို့ရှိရင်ဒီဟာ line spacing ပေါ့အခုကျွန်တော်တို့တက် data သမား15เนาะ 1.5ပေါ့နော်အဲ့ဒါဆိုကျယ်လာပြီတဖြည်းဖြည်း2.0တဖြည်းဖြည်းကျယ်လာပြီ2.5 3.5နော်အဲ့ဒါစာကြောင်းရေးတကြောင်းနဲ့တကြောင်းနေပြီးတော့ဘလောက်အကွာဝေးထားမလဲဆိုတဲ့ဟာကိုကျွန်တော်တို့နေပြီးတော့ဒါပြချင်းဖြစ်ပါတယ်ဗျာနော်โอเคဒီကွာတော့1.0မှာကျွန်တော်ထားလိုက်တယ်နော်โอเคပြီးလို့ရှိရင်ကျွန်တော်တို့ဒီမှာဒါကြတော့ sharing လောက်တာပေါ့နော်ဒီဟာဒီမှာ think color ပေါ့ဒီကောင်ကိုကြတော့ကျွန်တော်တို့ဒီမှာအနေထားလိုက်မယ်နော် အနီထားလိုက်မယ် okay ပြီးလို့ရှိရင်ဒီစာဘိုက်ကိုကျွန်တော်တို့ selection လုပ်မယ်เนาะကျွန်တော်အခုတင်နေတာဒီ parent group เนาะเนาะ okay ဒီမှာကျွန်တော်တို့ဒီမှာရှင်ပြီးတော့ပြခြင်းလို့ပြဒီ found group မှာကျွန်တော်တို့နေပြီးတော့ဒီမှာเนาะကျွန်တော်သင်ခဲ့တဲ့ရှေ့ကနေပြီးတော့ test height color ဆိုတဲ့ဟာရှိတယ်เนาะအဲ့ဒီကောင်လေးကိုကျွန်တော်တို့ဒီမှာရွေးလိုက်မယ်မတူးเนาะကျွန်တော်တို့သေချာကြည့်เนาะဘာလဲဆိုတော့ဒီမှာဒီ test highlight color မှာကျတော့ဒီမှာဒီမှာအဖြူချောင်းလေးတွေပါတယ်เนาะ လည်းမြင်ဒီမှာကြတော့ဒီမှာ paragraph group မှာရှိတဲ့ဒီကောင် shading ဆိုတာမှာကြတော့အဲ့လိုအဖြူချောင်းလေးတွေမပါဘူးเนาะကျွန်တော်ရှင်းပြီးတော့ဖျက်ချင်းဖြစ်ပါတယ်မတူဘူးဆိုတာပြောချင်တာပါနောက်တစ်ခုကတော့ကျွန်တော်တို့ဒီကောင်လေးတွေကိုကျွန်တော်တို့ color ဖျက်လိုက်မယ်ပြန်เนาะ color ဖျက်လိုက်မယ်ဆိုလို့ရှိရင်ဒီမှာ none เนาะဒီကောင်လည်း selection လုပ်မယ်ပြီးလို့ရှိရင်ဒီကောင်လည်း non color ပေါ့နော် okay နောက်တစ်ခုကကျွန်တော်တို့နေပြီးတော့အခုဒီ star byte ကို selection ပေးလိုက်မယ်ပြီးလို့ရှိရင်ဒီမှာ boolean ပေါ့နော် boolean ဆိုတဲ့ဟာဒီမှာကျွန်တော်တို့ဒီပုံစံလေးထားခြင်းလားဒီပုံစံလေးထားခြင်းလားဒီပုံစံလေးထားခြင်းလား ရွေးကြည့်လို့ရအောင်เนาะကျွန်တော်တို့ခြိုက်တဲ့ပုံစံကျွန်တော်တို့ထားလို့ရပါတယ်ဗျာเนาะစာပိုက်ကိုနေပြီးတော့ခြိုက်တဲ့ပုံစံထားလို့ရတယ်စာကြောင်းရေးတယ်ပေါ့เนาะโอเคဒါကတော့ငကိုသူ့ဘေးနာအမြားလေးကိုနှဲ့ရလို့ရှိရင်ဒါငကိုရှိတဲ့ဟာပေါ့เนาะငကိုရှိတဲ့ဟာလေးတွေပေါ့ဒီမှာပေါ့ဒါခုထားလိုက်တဲ့ဆိုရင်ဒီမြားလေးပေါ့ဒါငကိုရှိတဲ့ဟာလေးပေါ့เนาะโอเคအဲ့လိုမှမဟုတ်ဘူးကျွန်တော်တို့ကเนาะ ဒီဘူးလန့်ပင်ဘူးလန့်မှာရှိတဲ့ဒီမှာ define new ဘူးလန့်ဆိုတဲ့ဟာလေးရှိတယ်ဗျာနော် define new ဘူးလန့်ဆိုတဲ့ဟာလေးရှိတယ်အကောင်လေးကိုနှိပ်ကြည့်မယ်နှိပ်ကြည့်ပြီးတော့ဒီမှာတော့ပေါ့နော်ဒီ symbol ဆိုတဲ့ဟာလေးကိုကျွန်တော်တို့နှိပ်ကြည့်ပါနှိပ်ကြည့်လို့ရှိရင်ဒီမှာအများကြီးပါဗျာနော်အဲ့လိုမျိုးဒီဘူးလန့်တွေထားလို့ရတဲ့ဟာလေးတွေကိုကျွန်တော်တို့အများကြီးရှိရယ်နော်ဒီမှာအများကြီးရွေးလို့ရတယ်ဒီထက်ကမရွေးဘူးဒီမှာ font ဆိုတဲ့နေရာမှာနေပြီးတော့ကျွန်တော်တို့ရွေးလို့ရတဲ့ဟာတွေလည်းအများကြီးရှိပါတယ်ဒါအစားလုံး เนาะ point d เนาะဥပမာကျွန်တော်ကဒီထဲကနေပြီးတော့ဒါလေးကိုရွေးလိုက်မယ်เนาะပြီးရင် okay ထားလိုက်ဒီမှာပြောင်းသွားပြီเนาะ preview ကြည့်လို့ရတယ် okay ဒါ okay နှိပ်လိုက်ဒီမှာပြောင်းသွားပြီเนาะအဲ့လိုမှမဟုတ်သေးဘူးကျွန်တော်တို့ဒီမှာ define define new boolean ပေါ့เนาะဒါခဏကျွန်တော်ကဒီ symbol ကနေပြီးတော့ရွေးခဲ့တာပေါ့เนาะအခု picture เนาะပီချာကိုနှိပ်လိုက်မယ်ဒါပေမဲ့ပီချာနှိပ်လိုက်လို့ရှိရင်ကျွန်တော်တို့ကဒီမှာ front if fine เนาะကွန်ပျူတာထဲကနေပြီးရွေးချင်တာလားဒါမှမဟုတ် bin ဒီဟာဆိုလို့ရှိရင်တော့ဒါကိုနှိပ်လိုက်လို့ရှိရင်တော့ကျွန်တော်တို့ internet ရှိရမယ် internet ရှိမှသာလေ internet ပေါ်ကနေပြီးတော့ကျွန်တော်တို့ရှာမလားပေါ့ဒါ one drive ဆိုတာတော့ဒါကျွန်တော်တို့ internet ပေါ်မှာဒါသိမ်းထားတဲ့ drive ကနေပြီးတော့ကျွန်တော်တို့ရှာမလားပေါ့เนาะအဲ့ဒီတော့ကျွန်တော်ကကွန်ပျူတာထဲအဟာကိုကျွန်တော်ရှာပြပါမယ်ပုံတပုံပေါ့เนาะ okay အဲ့ဒီမှာကျွန်တော်ဒီမှာပေါ့ ဒီပုံလေးပေါ့နော်ကျွန်တော် KTH ဆိုတဲ့ KTH technology ဆိုတဲ့ဟာလေးကိုပုံပေါ်ရွှေ့လိုက်ပါမယ်ရွှေ့ပြီးတော့ဒီမှာ insert နော်ပြီးတော့ဒီမှာ okay ပြင်လိုက်ပါဗျာနော်ဒီမှာပြောင်းသွားပါလိမ့်နော်အဲ့လိုလဲသတ်မှတ်လို့ရတယ်ပေါ့ပြောချင်တာအဲ့လိုလဲထည့်လို့ရတယ်ပေါ့နော် okay နောက်တစ်ခုဆက်သွားမယ် define new bullet okay အဲ့လို cyber က december ဆိုတဲ့နေရာနေပြီးတော့လဲကျွန်တော်တို့ရွှေ့လို့ရတယ် ပြီးလို့ရှိရင်ဒီမှာ picture ဆိုတဲ့ဟာလည်းကျွန်တော်တို့ရွေးလို့ရတယ်ဆိုတဲ့ဟာကိုကျွန်တော်ပြောချင်တာဖြစ်ပါတယ်နော် okay နောက်တစ်ခုကကျွန်တော်တို့ဒီမှာပေါ့နော်ဒီ numbering ပေါ့ bullet မှာနေပြီးတော့နော်ဒီ number တွေနဲ့ထားမလားနော် number မှာမှာဒီတိုင်းနဲ့ထားမလားဒီလိုပုံစံနဲ့ထားမလားဘယ်လိုပုံစံနဲ့ထားခြင်းလဲပေါ့ဗျာခြိုက်ဘယ်လိုထားလို့ရတယ်ပေါ့နော် okay အဲဒီထဲမှာမှာကျွန်တော်တို့ဒီမှာဒီကောင်းလေးကိုထားမယ်ပေါ့နော် နှိပ်လိုက်မယ်နှိပ်လိုက်မယ်ဆိုလို့ရှိရင် okay ဒီထဲမှာဒါလေးကိုတော့ရွေးလိုက်ပြီပေါ့နော်ရွေးပြီးတော့ဒီမှာကျွန်တော်တို့ဒီမှာ define new define new number format ဆိုတဲ့ဟာလေးနှိပ်လိုက်မယ်နှိပ်လိုက်ပြီဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာ numbers တိုင်းပေါ့နော်ကျွန်တော်ကဒီပုံစံလေးရွေးထားတာကိုအခုကနော် numbers တိုင်းရွေးထားတယ်ရွေးထားတဲ့ဟာမှာဒီမှာ share နေပြီးတော့ဒီ အဖွင့်ကွင်းလေးကိုကျွန်တော်ပေးလိုက်တယ်ဆိုလို့ရှိရင်လည်းဒီမှာတော့မပါသေးဘူးเนาะအဖွင့်ကွင်းလေးကိုဒီလိုရိုက်ပြီးပေးလိုက်မယ်ဆိုလို့ရှိရင်လည်းကျွန်တော်တို့ okay နဲ့လိုက်ရင် okay နဲ့လိုက်ရင်ဒီမှာပြောင်းသွားပါပြီเนาะအဲ့လိုပုံစံလေးလည်းကျွန်တော်တို့ပြောင်းလို့ရတယ် selection လုပ်မယ်ပြီးတော့ဒီမှာဒီမှာလည်းကျွန်တော်တို့ဘယ်လိုပုံစံပြောင်းခြင်းလဲပေါ့ နော်ဘယ်လိုပုံစံထားခြင်းလဲနော်ထားလို့ရပါတယ်အဲဒါလေးတွေကိုသတ်မှတ်လို့ရတယ်ပေါ့ဗျာနော်โอเคနောက်တစ်ခုကနေပြီးတော့ကျွန်တော်တို့ဒီစာကြောင်းလေးကိုကျွန်တော် enter ခောက်လိုက်မယ်ပြီးလို့ရှိရင်ဒီကောင်လေးကို selection လုပ်မယ်ပေါ့နော် selection လုပ်မယ်လုပ်မယ်ဆိုလို့ရှိရင်ဒီကောင်လေးရကြတော့ကျွန်တော်တို့ဒီမှာ decrease index နော်ဒီကောင်ကကြတော့ increase index ကျွန်တော်ပထမဆုံး increase index ကိုနှိပ်မယ်ဆိုလို့ရှိရင်ဒါညာဘက်ကိုသွားရတဲ့ဟာပေါ့ เนาะโอเคအဲ့ဒါညာဘက်သွားတာဒီကောင်က decrease in debt မြားလဲပြတာပါတယ်ဗျာเนาะရိုးရှင်းပါတယ်ဒီကောင်လေးကိုနှိပ်မယ်ဆိုလို့ရှိရင်လဲကျွန်တော်တို့ဒီ bad debt ကိုလာရတယ်ပေါ့เนาะโอเคပြီးလို့ရှိရင်ဒီကောင်လေးကကြာတော့ဒီမှာ sorting စီတာပေါ့เนาะဒီကောင်ကเนาะ abcd စီတယ် abcd a ကနေပြီး z အထိစီတယ် z ကနေပြီးတော့ a အထိစီတယ်ပေါ့အဲ့ဒါကြာတော့ကျွန်တော်တို့ exam မှာနေပြီးတော့သင်လာမှာဖြစ်ပါတယ်เนาะโอเคနောက်တစ်ခုကနေပြီးတော့ကျွန်တော်တို့ဒီမှာဒီကောင်လေးပေါ့เนาะ ဒီ show height ဆိုတဲ့ဟာပေါ့ဒီကောင်းလေးကဘာကိုပြောချင်လဲဆိုတော့ကျွန်တော်တို့ဒီမှာစာရိုက်တဲ့အချိန်မှာပေါ့နော်စာရိုက်တဲ့အချိန်မှာဘယ်နားမှာကျွန်တော်တို့ဒီ space ချရတယ်ဘယ်နားလေးကတော့ကျွန်တော်တို့ enter ခောက်တယ်ဆိုတဲ့အားလေးကိုပြရတာဖြစ်ပါတယ်ဗျာနော်ဒီ server byte တစ် byte နှစ် byte လုံးကိုကျွန်တော်တို့ဒီ selection လုပ်လိုက်မယ်လုပ်လိုက်ပြီးတော့ဒီကောင်းလေးကိုနှိပ်ချပါဗျာနော်ပြလာကြနော်ဒီမှာကျွန်တော်တို့ space ချတဲ့ဟာဒီစာလုံးတစ်လုံးနဲ့တစ်လုံးကြမှာ space ချလို့ရှိရင်ဒီမှာ asset ကလေးတွေ့ရနော် ဆက်ကလေးရှိတယ်ပြီးလို့ရှိရင် enter ခောက်တဲ့နေရာလေးတွေဆိုလို့ရှိရင်ဒီလိုပုံစံလေးနဲ့ကျွန်တော်ပြရတယ်เนาะအဲ့ဒါလေးကိုပြချင်းဖြစ်ပါတယ်ဒါလေးကတော့မသုံးပါဘူးပြเนาะညာလေးမြင် okay ဒါလေးကိုချက်ပြန်လေးလိုက်ရင်ပြောင်းသွားမယ်သူအတူเนาะအဲ့တော့ဒီကျွန်တော်တို့ paragraph group မှာနေပြီးတော့ဒီကောင်လေးပေါ့เนาะအတိအပြောချင်တာတော့ဒီ border ပေါ့ border ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဒီမှာနှိပ်မယ်ပေါ့เนาะ နိုင်မယ်ဆိုလို့ရှိရင်ဒီမှာကြည့်ပါဒီ server နှစ်ပိုက်လုံးကိုကျွန်တော် selection လုပ်ထားတယ်เนาะပြီးလို့ရှိရင်ဒီကောင်လေးကဒီ bottom border ဆိုတာမြင်ရနေပြီအောက်မှာပါဗျာเนาะဒီ top border ဆိုတာမြင်ရနေပြီအပေါ်မှာเนาะ left border မြင်ရနေပြီဘယ်မှာ right border မြင်ရနေပြီတော့ညာဘက်မှာ no border ဘာမှမရှိဘူးเนาะဒီကောင် all border အကုန်လုံး border တွေခတ်တာပေါ့เนาะညာလည်းမြင်ဒါ outside border เนาะလေဒီမှာမြင်နေမရှိဘူးဘေးပတ်ပတ်လေကိုမြင် မြင်နေပြီးတားရတာပေါ့နော်ဒါ insight ပေါ်တာအထက်မှနေပြီးဟောလောက်တာပေါ့နော်အထက်မှမြင်တားထားတဲ့ဟာပေါ့အဲ့တော့ကျွန်တော်တို့အဲ့ဒီမှာဒီဘောရာ and ရှိန်လိမ့်ပေါ့နော်အဲ့ဒါလေးကိုကျွန်တော်တို့ဒီမှာနှိပ်လိုက်မယ်နော်နှိပ်လိုက်ပြီးပြီဆိုလို့ရှိရင်ဒီမှာဟော တက်၃ခုရှိတယ်ပေါ့နော် border တက်ရယ် page border ရယ် shading ရယ်ဆိုပြီးတော့၃ခုရှိတယ်အဲ့ဒီမှာဒီ border ဆိုတဲ့နေရာမှာပေါ့ border ဆိုတဲ့နေရာမှာကျွန်တော်တို့ဒီမှာ၅ခုရှိတယ် none ရယ်ရှိတယ် box ရှိတယ် shadow ရှိတယ် 3D ရှိတယ် custom ဆိုပြီးတော့ရှိပါတယ်ဗျာနော်အဲ့ဒီမှာ none ဆိုလို့ရှိရင်တော့ तू อ่ะဘာမှမရှိဘူးပေါ့နော်ကြောင်းလည်းမလုပ်ဘူးဒီမှာ box ဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာအဲ့ဒီ box မှာမှ तू อ่ะဒီ style ပေါ့မြင့် style ကိုဘယ်လိုလိုချင်လဲဒီလိုပုံစံလိုချင်လားဒီမှာ preview လေးပြထားရယ်နော်ကျွန်တော်တို့ ဒီလိုပုံစံလိုချင်လားเนาะပြီးတော့ဒီလိုပုံစံလိုချင်လားเนาะဒါမြင်းပုံစံပြတဲ့ဒီကောင်ကကျတော့ color ကသူကအဲ့ဒီမြင်းတွေကို color အယောင်ချဲတဲ့ဟာပေါ့เนาะ okay ပြီးလို့ရှိရင်ဒီကောင်ကနေပြီးတော့ဒီ width ဆိုတဲ့ဟာအဲ့ဒီမြင်းတွေရဲ့အထူးအပါအဲ့ဒါကိုပြောချင်တာဖြစ်ပါတယ်ဗျာเนาะကိုကြိုက်ကြလို့လဲအဲ့လိုရွေးလို့ရတယ်เนาะ okay အဲ့ဒီတော့ကျွန်တော်တို့ဒီမှာဒါ box ကိုပြောတာဖြစ်တယ်เนาะဒီမှာနှိပ်ကြည့်ပါမှတ်တွေ့လားเนาะ အဲ့ဒါလည်းပြောင်းပါတယ်အခုပြန်ပြီးတော့ selection လုပ်လိုက်မယ်လုပ်ပြီးတော့ကျွန်တော်တို့ဒီ border ကိုသွားလိုက်မယ်ပေါ့နော် border and shading ဒီကောင်က box ပါဗျာနော်ဒီ custom custom ကကြတော့ဘာကိုပြောချင်လဲဆိုတော့ကျွန်တော်တို့ဒီကြိုက်သလိုရွေးလို့ရတယ်ပေါ့ဗျာ custom ဆိုတာခဏကြတော့ကျွန်တော်တို့ကဒီမှာ box ဆိုတဲ့ဟာကြတော့ဒီတစ်ခုကိုရွေးလိုက်တယ်ဆိုလို့ရှိရင်ဒီ base ပက်ပက်လေးအကုန်ပြောင်းသွားတာဗျာသူ့လိုလေးရော နော်ဒီအဲ့လိုဒီ custom ဆိုတာကကြတော့အဲ့လိုမဟုတ်ဘူးဗျဥပမာကျွန်တော်ကဒီပုံစံလေးလိုတယ်နော်ဒီပုံစံလေးကိုနှိပ်ထားတယ်ပြီးလို့ရှိရင် color ကဒါလေးရွေးထားမယ်နော်အကောင်ကိုကျွန်တော်အပေါ်မှာတားထားမယ်တွေ့လားဒီဟာတစ်ခုပဲပြောင်းတယ်ဘင်းနာဟာတွေကမပြောင်းဘူးနော်နောက်တစ်ခုကကျွန်တော်ကဒါလေးရွေးမယ် color ကိုဒီပုံစံလေးရွေးမယ်ပြီးရင်ဒီဘက်ဘေးမှာညာဘက်မှာဒီလိုချလိုက်မယ်နော်မတူပါဘူး ဒီကောင်လေးကိုအထူးလောက်လိုက်မယ်။ကာလာကိုနောက်ပုံစံတစ်ခုချွေးမယ်။ပြီးလို့ရှိရင်အောက်ဖက်မှာထားမယ်။နော်။နောက်တစ်ခုကပုံစံဒီမြင်တာမယ်။ပြီးလို့ရှိရင်ကာလာအနေထားမယ်။မြင်ကိုနည်းနည်းထူးထူးလေးထားလိုက်မယ်။ပြီးလို့ရှိရင်ဒီဖက်ပေးမှာ။နော်။ပြီးလို့ရှိရင်ကျွန်တော်တို့က OK ဆိုတာလေးကိုပေးကြည့်ပြ။နော်။အဲ့လိုကျွန်တော်တတ်မှတ်ခဲ့တဲ့အတိုင်းနေပြီးတော့ ဒီမှာနေပြီးတော့ပေါ်လာခြင်းဖြစ်ပါတယ်အဲ့ဒါ custom ပါเนาะ custom ကနေပြီးတော့ကိုလိုသလိုကျွန်တော်တို့သတ်မှတ်ပြီးတော့လုပ်တဲ့ဟာကိုပြောတာပါဒီမှာကျွန်တော်တို့ဒီ box မှာပဲဖြစ်ဖြစ်ဒီ custom မှာပဲဖြစ်ဖြစ်ပေါ့เนาะကျွန်တော်တို့ကဒီမှာ apply to ဆိုတာရှိရပြဒီကောင်ကကြတော့ paragraph paragraph ဆိုတာကျွန်တော်တို့တစ်ခုလုံးပေါ့เนาะစာမျက်နှာတစ်ခုလုံးဝင်ပြီးတော့ကျွန်တော်တို့ပြောင်းခြင်းဖြစ်တယ်အဲ့ဒါမှမဟုတ်ကျွန်တော် test ော်ဒီစာလုံးတွေကိုလည်းအဲ့လိုကျွန်တော်တို့လုပ်လို့ရတယ်ပေါ့နော်အဲ့လိုမျိုးဒီ test ကိုသာပြောင်းရမယ်ဆိုလို့ရှိရင်ခဏကကျွန်တော်တို့ဒီမှာတတ်မှတ်ထားတဲ့ style ဥပမာမြင်းကဒီလိုပေါ့နော်မြင်းကဒီအဆက်လေးတွေပြီးလို့ရှိရင် color ကနေပြီးတော့ကျွန်တော်ဒီအနေရွေးထားတယ်ပြီးလို့ရှိရင်အထူလေးကဒီလိုအထူလေးရွေးလိုက်တယ်ဆိုလို့ရှိရင်ဒီမှာ okay နေလိုက်တယ်ဆိုလို့ရှိရင်ဒီ test တွေပေါ့စာလုံးတွေမှာအဲ့လိုပုံစံလေးပြောင်းသွားတာဖြစ်ပါတယ်နော် ားလုံးအဆင်ပြေမယ်လို့ထင်ပါတယ်ကျေးဇူးအများကြီးတင်ပါတယ်